7 day ပြည့်သက်များမင်္ဂလာပါရှင်ဒီတစ်ပတ် The Kitchen Season ကနေအခုလိုမိုးရာသီနဲ့လိုက်ဖက်ညီရဲ့ဟင်းတွဲဆက်တစ်မျိုးဖြစ်တဲ့အမဲသားခင်းကျင်သီးငပိချက်နဲ့အသီးရွက်အစုံချန်စီယိုဟင်းဂျိုလို့ခေါ်တဲ့ဟင်းတွဲဆက်တစ်မျိုးချက်ပြပါမယ်အခုခရမ်းကျင်သီးငပိချက်ချက်ဖို့အတွက်ဆိုလို့ရှိရင်ခရမ်းကျင်သီး၅လုံးအသုံးပြုထားပါတယ်အမဲသားကို30သားလောက်ကိုပပလှီထားပါတယ်အခုခရမ်းကျင်သီးတွေကိုပပလှီထားပါမယ် ီဟင်းကခက်တန်းတန်းချက်တဲ့ဟင်းဖြစ်တဲ့အတွက်ကြောင့်မလို့ခရမ်းကျင်သီးတွေကိုအစစ်ထုတ်ပြီးတော့ဖယ်ထားစရာမလိုပါဘူးဒီအတိုင်းပဲချက်ပါမယ်ခရမ်းကျင်သီးကိုပပနှီးသွားပြီးတဲ့အချိန်မှာ အမဲသားကိုအရသာနေထားပါမယ်ဆင်းရင်းနှဲငယ်ထည့်ပါမယ်ငပိချက်ဖြစ်တဲ့အတွက်ကြောင့်မလို့ငပိပါအောင်မှဖြစ်တဲ့အတွက်ဆားကိုအနှဲငယ်ပဲထည့်ပါမယ်ချင်းရီအနှဲငယ်ထည့်ပြီးတော့နေပါမယ် ဲသားငပိချက်စပြီးတော့ချက်ပါပြီ CO မိမိလိုသလောက်ထည့်ပါမယ်စီပြန်နာကြိုက်တယ်ဆိုလို့ရှိရင်တော့ CO ခမျာများလေးထည့်ပြီးပါစီပူလာပြီဆိုလို့ရှိရင်ချက်တော့အနီထည့်ပါမယ်သက်တောင်ဖြူထည့်ပါမယ်။ဒါလည်းမိမိနှစ်သက်တလောက်ထည့်လို့ရပါတယ်။ထောင်းထားတဲ့ငရုတ်ကြီးထည့်ပါမယ်။ ငရုတ်သီးစိမ်းနဲ့ထည့်ပြီးတော့အဆက်ချက်မှဖြစ်တဲ့တကြောင်မလို့ဒီထောင်းထားတဲ့ငရုတ်သီးကိုအရောင်အဖြစ်သာအသုံးပြုပါမယ်။ကြက်တော်နဲ့ငရုတ်သီးလေးတွေလိတ်ပြီးတော့မွေးလာပြီဆိုလို့ရှိရင်ခရမ်းကျင်ပြီးထည့်ပါမယ်။ပြိုင်ထဲမှာပဲငပိကိုထည့်ပါမယ်။ ငပိကလည်းမိမိနှစ်သက်သက်လောက်သာထဲပါငပိချက်ဖြစ်တဲ့အတွက်ကြောင့်မလို့ငပိအသားပေးနှင်းဖြစ်ပါတယ်ဒါပေမဲ့ကျမရင်းနဲ့ညညွတ်စေရန်အတွက်အနည်းငယ်သာထည့်သုံးထားပါတယ်ခရမ်းစင်ဒီလေးတွေအနှစ်ထွက်ပြီးတော့လိတ်လာပြီဆိုလို့ရှိရင်အမဲသားထည့်ပါမယ်တလက်ဆာထဲမှာပဲတပြားရိုက်ထားတဲ့ငရုတ်သီးစိမ့်တွေကိုထည့်ပါမယ်အဆက်ဟင်းဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်များများလေးထည့်ပါမယ် အရသာထွက်စေရန်အတွက်ငရုတ်သီးတွေကိုကြပြားရိုက်ထားခြင်းဖြစ်ပါတယ်။အမဲသားတွေကသူ့အရင်နဲ့သူတရေခမ်းပြီဆိုလို့ရှိရင်ရေထည့်ပြီးတော့နူးအောင်တည်ထားပါမယ်။ အမဲသားမနူးသေးဘူးဆိုလို့ရှိရင်နောက်ထပ်တရေလောက်ထည့်ထည့်ပါမယ်။ရေကိုအများကြီးထည့်လိုက်တာထက်စားလို့ရှိရင်အသားမြုပ်ယုံလေးထည့်ထည့်သွားတာကပို့ပြီးတော့ခင်းကိုလှစီပါလေ။ခုဆိုရင်အမဲသားလေးတွေကလည်းတော်တော်လေးကြစ်ပြီးတော့ခရမ်းကျင်သီးတွေလည်းကျေသွားပါပြီ။ဒါဆိုလို့ရှိရင် စီပြန်အောင်အနည်းငယ်စောင့်ပြီးတော့ တဲပါမယ်အဖုံးဖွင့်ပြီးတဲပါမယ်တကယ်လို့စိုက်နှစ်သက်တယ်ဆိုလို့ရှိရင်ဒီဟာကိုခက်ချင်းချင်းလေးစားကျင်တယ်ဒီခရမ်းကျင်သီးရဲ့အချင်းရတာလေးကိုဒီထက်နည်းနည်းလေးပိုကဲစေချင်တယ်ဆိုလို့ရှိရင်တော့မကြီးအနှစ်ကလေးကိုနည်းနည်းလေးအေးဖြော်ထည့်လို့ရပါတယ်ကျမကတော့ခရမ်းကျင်သီးအနှစ်အတိုင်းပဲထားပါမယ်ခုဆိုလို့ရှိရင်အပေါ်မှာဆီလေးတွေဝေ့လာပြီးဖြစ်တဲ့အတွက်ကြောင့်မလို့မြေုံသီးစိမ့်အုပ်ပါမယ် နံနံမင်းအုပ်ပါမယ်။နှံလေးမှွေးသွားအောင်လို့နင်းငယ်ပြန်အုပ်ထားပါမယ်။ဆိုရင်အရန်ကိုမှွေးပြီးတော့စားကျင်စရာကောင်းတဲ့အမဲသားခရမ်းကျင်ဒီငပိချက်ကိုရရှိပါပြီ။ဒါဆိုလို့ရှိရင် ခုခတ်ပြင်ဆင်ပါမယ်။ဒါကတော့တို့စရာအစုံပြင်ဆင်ထားတာပါ။ ီထက်ပိုပြီးစီပြန်လာကြိုက်တယ်ဆိုရင်တော့စီပြန်နဲ့ထီထားပေးပါကျမကတော့တို့စရာနဲ့ထမင်းနဲ့စားမှာဖြစ်တဲ့ကြောင့်မလို့စီပြန်အောင်မထားတော့ဘဲနဲ့ငပိကျက်ပုံစံမျိုးအေးရွှဲရွှဲလေးထားခြင်းဖြစ်ပါတယ်ဒီတို့စရာနဲ့အမဲသားငပိကျက်ကိုပြင်ဆင်ပြီးတဲ့အချိန်မှာကျမခြံစည်းရိုးဟင်းကြိုးချက်ပေးပါမယ်ခြံစည်းရိုးဟင်းကြိုးချက်မယ်ဆိုလို့ရှိရင်ခြံစည်းရိုးတွေမှာစိုက်ပျိုးလေးပေါက်ရောင်လေးရှိတဲ့ဒီလိုမျိုးဟင်းရွက်အစုံကို ထည့်ပါမယ်ဒီလိုဟင်းရွက်အစုံမှာစက်တဲ့ဟင်းရွက်ပါပါမယ်ငရုတ်ရွက်ပါပါမယ်ကင်းမုံအညွန့်လေးတွေပါပါမယ်ခြံစည်းရိုးတွေမှာစိုက်လေးစိုက်ထားရှိတဲ့စူးပုတ်ပါပါမယ်ဒန်းဒလွန်ပါပါမယ်ဘူးသီးပါပါမယ်ခရမ်းကျင်သီးပါပါမယ်အခုစပြီးတော့ရင်းနှွေးအိုးကိုစူအောင်တဲပါမယ်ရင်းနှွေးအိုးပပွက်စူပြီးဆိုလို့ရှိရင်ငပိစိမ်စားလေးအနည်းငယ်ထည့်ပါမယ်စက်တုံဖြူတပြားရိုက်ထားတာထည့်ပါမယ်ဘောကျိတ်ပစုံလေးတွေကို မိဖြက်ကောင်းဖြက်ဖြက်ပြီးတော့တေချာတန့်စင်ထားတဲ့ဘောကျိပစွန်လေးတွေကိုမိမိလိုသလောက်ထည့်ပါမယ်ပြီးလို့ရှိရင်ငပိပါပီးသားဖြစ်တဲ့အတွက်ကြောင့်မလို့အချိုအငံကိုနောက်ထပ်ဆားကိုနည်းနည်းပဲထည့်ပါတော့မယ်ဒါကိုတစ်ခေါက်စုအောင်ပြန်တည့်ပါမယ်ငပိနဲ့အုံမနေဖို့အတွက်ကိုအဖုံးဖွင့်ပြီးတော့တည့်ပါမယ်တော်တော်လေးပွက်ပွက်ဆူလာပြီဆိုလို့ရှိရင်ဘူးသီးနဲ့ ခရမ်းကျင်သီးကိုထည့်ပါမယ်။နူးညံ့တဲ့အရွက်တွေကတော့နောက်ဆုံးမှထည့်ပါမယ်။လာပြီဆိုလို့ရှိရင်အညွန့်လေးတွေကိုဖြားစိတ်ပြီးတော့ထည့်ပါမယ်ဒီထဲမှာမိမိနှစ်သက်ရာဟင်းချိုရွက်မှန်သမျှထည့်လို့ရပါတယ်တကယ်လို့ဒီနှမောင်းလေးတွေကိုမကြိုက်ဘူးဆိုလို့ရှိရင်လည်း ထက်ထုတ်ထားလို့ရပါတယ်မရုပ်ရွက်ကတော့နောက်ဆုံးမှထည့်ပါမယ်။ဒါကတော့စက်သဟင်းရွက်ပါ။မထည့်ခင်မှာတော့ဟင်းရွက်တွေကိုသေချာတန့်ရှင်းအောင်ပြုလုပ်ဖို့တော့လိုပါတယ်။မိကိုအနေငယ်ရှော့ထားလိုက်ပါ။ဒါကတော့ဓာတ်နှလုံးရွက်အညွန့်လေးတွေဖြစ်ပါတယ်။နောက်ဆုံးမှမရုပ်ရွက်လေးတွေကိုထည့်ပါမယ်။မရုပ်ရွက်လေးတွေကိုထည့်ခြင်းအပြင်ဟင်းရဲ့အရသာလေးက ရှင်းရှင်းလေးနဲ့အရသာရှိပါတယ်။အားလုံးတည်တည်ချာချာအရွက်တွေရောအသီးတွေရောနူးသွားပြီဆိုလို့ရှိရင်မြေုပ်ကောင်းအစိလေးတွေကိုမီးအေးအေးမှာလှော်ပြီးတော့မှွေးလာတဲ့ခါကျရင်တစ်ချက်နှစ်ချက်ထုပြီးတော့ရလာတဲ့မြေုပ်ကောင်းစိလေးတွေကိုဖြူပါမယ်။မိမိနှစ်သက်ရာအပူအဆက်ပေါ်မှာမူတည်ပြီးတော့ထည့်လို့ရပါတယ်။ခုဆိုရင်စိမ့်စိမ့်ဆူဆူနဲ့ အရသာရှိတဲ့ကျမ်းမာရေးနဲ့လည်းညီညွတ်တဲ့ခင်းရီတစ်ခွက်ကို ရရှိပါပြီ။ဒါဆိုလို့ရှိရင်စားသုံးဖို့အတွက်ကိုခုခတ်ပါမယ်။ခုဆိုလို့ရှိရင်ခုလိုမိုးရာသီနဲ့လိုက်ဖက်ညီတဲ့အသီးအရွက်စိမ့်စိမ့်ဆူဆူတွေနဲ့ချက်ပြုတ်ထားတဲ့အမဲသားခရမ်းကျင်သီးငပိချက်ရဲ့ခြံစည်းရိုးဟင်းကျိုးရဲ့ရရှိပါပြီ။ နောက်တစ်ပတ်များမှာလည်း The Kitchen Season ကနေပြီးတော့အခုလိုမျိုးအရသာရှိတဲ့စားကောင်းတောက်ဖွဲ့ဟင်းလျာတွေကိုတင်ဆက်ပေးသွားပါမယ်။